ကဲမြန်မာဖိုက်တာနှစ်ယောက်ပါတယ်131 Friday 5ပြိုင်ပွဲကြီးကတော့ပြီးဆုံးလို့သွားခဲ့ပြီဆိုရဲနိုင်တယ်နော် slide ချင်းကောင်လေးရှုံးနေသွားခဲ့ရတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ slide လေးဟာ tank question slide လေးဟာဆိုရင်တော့ရှိဒါပွဲဥထွက်မှာအရင်ရုပ်ကြီးတဲ့မဖြစ်ခဲ့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါ central 9ကိုနော် ါကွက်ကွဲပြဲပြဲဖြစ်အောင်ကိုလှုပ်ပြလိုက်တာတကယ်လို့မအားရဘူးကောင်းတယ်နော်ဟိုမှာနော်ဒါဆေးဝင်မတောင်းတဲရမင်းနေထားမှရှိနေတယ်အဲ့ဒါကိုတော့ slime tank ခွေးရှင်ကိုနော်ဒါရှေ့ပိုင်းချီမှာ sunshine 9ကဘိုးကိုကယ်မိတာဗျာ dying bed light ချက်လာနားချီတော့မပြီးဘူးနော်တော်တော်လေးကိုဆွေးရတဲ့ချီနေပဲ ကျွန်တော်အခုမြန်မာ fighter တွေဟာဆိုရင်တော့ပြေပွဲဦးထွက်လာတဲ့တကယ့်ကိုမှအသုံးချခံလို့ဖြစ်နေရဗျာဒါ slide ဟာဆိုရင်လည်းပဲတကယ့်ကိုမှတော့ world championship ရှိမှ10ဝဲချိုး9ဝဲနိုင်တဲ့ century 9နဲ့ဗျာထိုးသက်ရတယ်အခုကျွန်တော်ရဲ့ဒုတိယပွဲစဉ်လာပြီပေါ့နော်155 330တိပြိုင်ပွဲမှာရှင်ပြိုင်ရမယ်ဒါကြောစွာဝင်းကြောစွာဝင်းဟာဆိုရင်တော့ပြေ tiny ကမှနာမည်ကြီး fighter တောင်ဖြစ်နေပြီဗျာเนาะကျွန်တော်တို့ဒါ fedex တို့ဆိုရင်လည်းပဲ the staff feathers လို့ဆိုရင်လည်းပဲဟိုသူတို့ရေးပြီးတော့မှမြင်းနဲ့ကျော်စော်ဝင်းမြင့်တင်နေကြဖြစ်တယ်နော်သူတို့ကသူတို့တင်လို့ရှိရင် view မသက်ဘူးကျော်စော်ဝင်းပါရီပြီးတော့ data ပုံနေဆိုရင် view သက်သလားမပြောနဲ့ဆိုတော့ ကျော်စာဝင်းဟာဒါဝမ်ချမ်ပီယံရှစ်မှာပွဲတပွဲတော်မထိုးသက်ရသေးဘူးဒါကျွန်တော်တို့ Feathers Club ကနေပြီးတော့ North Thee ကနေပြီးတော့သူ့ကို၄နှစ်စာချုပ်ချုပ်ဆိုလိုက်တယ်။ဟောအဲ့လောက်တက်တက်ကို ထိုင်းနိုင်ငံမှာဆိုရင် online ပေါ်မှာတကယ်သူ့ရဲ့ဗီဒီယိုတွေကအရေးပန်းစားနေရဖြစ်ပြီးတော့ထိုင်းနိုင်ငံရဲ့တကယ်ကိုမှာ social media မှာနာမည်ကြီးတဲ့ North Mingley တွေတော့ကျော်စာဝင်းကိုလာတွေ့ရတဲ့အချိန်ကိုနာမည်ကြီးနေပြီ။အခုတကယ်ကိုမှာနာမည်ကြီးတဲ့အတွက်ဝမ်ချမ်ပီယံရှစ်ပွဲဦးထွက်မှာနော်။ ကျော်စွာဝင်ကိုတကယ်ကိုမှကြီးမားတဲ့ fighter နဲ့ဒါချပြီးတော့မလားဆိုပြီးတော့ပြစ်တက်တွေကြားထဲမှာတော့အစိုးရဘက်မှရှိနေတာပါ။ဘာကြောင့်လဲဆိုတော့ ်ကျော်စာဝင်းလွန်တာမျိုးရေးတဲ့ fighter ကိုပြိုင်မဲ့ကောင်းကောင်းလေးနဲ့ချပစ်လိုက်ကျော်စာဝင်းဟာပွဲဦးထွက်မှာအထိနာပြီးတော့ one championship မှာအခြေအနေကောင်းမှာမဟုတ်ဆိုပြီးတော့ဒါမြန်မာ fighter တွေကအများတန်း one championship ကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဟိုဇက်ဖို့တေးဥဆောင်ခိုင်းတဲ့ကကြတော့အစိုးရကြတယ်ပေါ့နော်ဟိုဒါလေးဖြစ်ကောင်းဖြစ်နိုင်တယ်မကြခင်ဒီနေ့တို့မဟုတ်မနေ့ဖြတ်မှာဒါကျော်စာဝင်းရဲ့တွဲဆိုင်ကိုချပြမယ်လို့ဒါပရိသတ်တွေကတော့မျှော်လင့်နေကြပြီပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နောက်တစ်ပတ်မှာထိုးသက်ရတော့မှာကိုရမလားဆိုတော့မကြခင်ကျွန်တော်တို့မြင်ရတော့မှာကြည်ရတော့မှာပါ 呀。Yeah.